ဝင်းဝင်းတာတိမ်မန်တော်လန်ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာမိန်လန်မျိုးစစ်ကွန်ဆတ်မှာကျင်းပရန်စီစဉ်လျက်ရှိတဲ့ရောင်နီဂီတာဖြိုပြပွဲလက်မှတ်ရောင်းရငွေတဲကမြန်မာငွေ7300ပေါင်1200ကျော်ကိုမြေပြင်ကိုစတင်ပို့ဆောင်နေပြီဖြစ်ကြောင်းမိန်လန်မျိုးစစ်ကွန်ဆတ်မှာတော်လန်ပြည်သူအားလုံးကိုအသိပေးထားပါရယ်မိန်လန်မျိုးစစ်ကွန်ဆတ်မှာကျင်းပရန်စီစဉ်ထားတဲ့အဆူရောလင်းလင်းနဲ့ချစ်သူဝေရဲ့ရောင်နီဂီတာဖြိုပြပွဲဟာလာမယ့်ဧပြီလ12ရက်နေ့မှသာကျင်းပပြုလုပ်မှာဖြစ်ပေမဲ့ မြန်မာပြည်ရင်းကငလင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်လွယ်ချက်တွေဖြစ်စည်းနိုင်ဖို့လက်မှတ်ရောင်းရငွေများဖြင့်ကနဦးစတင်လှူဒန်းနေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ပြည်ပမှာအဝေးမှာရောက်နေကြပေမဲ့ပြည်ရင်းကဒုက္ခများစွာကိုရင်ဆီးခံနေရတဲ့ဒုပြည်သူတွေနဲ့အတူအများရန်ရှိနေမှာဖြစ်တယ်လို့ရောင်းနေအဖွဲ့သားတွေကလည်းကြေပေးထားပါဗျာ။ ဒါပြင်မြန်မာပြည်သူများကြုံတွေ့ခံစားနေရတဲ့ငလျင်တဘာဝဘေးဒဏ်အတွက်ချန်ချန်ချယ်တီကွန်ဆတ်အင်ဂျပန်မှာမြန်မာငွေ350ကျပ်တတီကိုပါဝင်လှူဒန်းလာပြီဖြစ်တယ်လို့အဆိုတော်ချန်ချန်ကသူမရဲ့ Facebook စာမျက်နှာမှာပြန်လည်မျှဝေထားပါတယ်။အဆိုတော်ချန်ချန်ကဒီအလူငွေ350ဟာဂျပန်ပွဲတုန်းကနောက်ဆုံးလက်ကျန်ရမငွေဖြစ်ပြီးအခုလိုလှူဒန်းခွင့်ရလို့ကျေးဇူးအထူးတင်ကြောင်းနဲ့ဒီတမကလှူဒန်းနိုင်မှုအစီအစဉ်တွေလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ လက်ရှိမှာအဆိုတော်ချမ်းချမ်းတို့စနီးမောင်နှံဟာမြန်မာပြည်ငလျင်တဘာဝပေးတံအတွက်ကူညီဖို့အလှငွေရေမုံငွေကျပ်စဲသိမ်းချက်မတည်ပြီးကဘာအရရမပြည်သူတွေအနေနဲ့လည်းပူးပေါင်းပါဝင်လှူဒန်းကြဖို့ကိုဖိတ်ခေါ်ထားပါတယ်တော်လန်ဒီပညာရှင်တေဥဆောင်ဒေါင်းရဲ့ပကြီကားကန်ဆယ်မဲ့အစီအစဉ်လေးကနေမြန်မာငွေ720ရရှိခဲ့ပြီး ငလင်ဘေးဒဏ်ခံစားနေရတဲ့စကိုင်းနယ်မန္တလေးကိုပို့ပေးနိုင်ခဲ့တယ်လို့ Smoky Access ပေမှာပြည်သူအလုံးကိုအသိပေးထားပါတယ်။အဆိုပါပကြီကားအစီအစဉ်မှာနိုင်ငံပေါင်း9နိုင်ငံမှပြည်သူ302ဦးပါဝင်ခဲ့ကြောင်းသိရပြီးငလင်ဘေးဒဏ်ခံစားနေရတဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေအတွက်အသုံးပြုခဲ့ကြပါတယ်။အဆိုပါပေးဖို့လှူဒန်းခဲ့တဲ့လက်ခံဖြတ်ပိုင်းများနဲ့တပ်ပုံတွေကိုတော့အချိန်နှေးပြန်လည်တည်ငြိမ်လာတဲ့အချိန်မှာသက်ဆိုင်ရာအဖွဲ့အစည်းရဲ့ခွင့်ပြုချက်ရယူပြီး Smoky Access Pay မှာပြန်လည်တင်ပြပေးသွားမှာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။